င်္ဂလာပါရှင်မြန်မာနိုင်ငံတဝင်းကသတင်းတွေကို Dawel Watch ပိတ်သက်တွေသိရှိစေဖို့တပတ်အတွင်းမြန်မာသတင်းရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်ဒီဒီပတ်မြန်မာရေးရာမှာတော့ဂျွန်လ15ရက်ကနေဂျွန်လ21ရက်အထိတပတ်တာအတွင်းဖြစ်ပျက်တွေထဲကထူးခြားဖြစ်စဉ်တွေကိုကောက်နှုတ်ဖော်ပြသွားမှာပါဒီအစီအစဉ်ကို Dawel Watch 1မှာပါတွေကအစီအစဉ်တင်ဆက်ထားတာပါ ီတောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်တဲ့အကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေဟာဒီမိုကရေစီစံနှုန်းတွေလူ့အခွင့်အရေးစံနှုန်းတွေနဲ့ကွဲလွဲနေတယ်ဆိုပြီးကန့်ကွက်ခံရပါတယ်။ဂျော်လာ73ရက်မှာပြဋ္ဌာန်းလိုက်တဲ့အဲ့ဒီဥပဒေဟာ CDM တွေကိုဂုံပြုချီးမြှင့်ဖို့ပြက်လဲကုစားပေးဖို့အမှန်တရားနဲ့တရားမျှတမှုရှာဖွေပေးဖို့ရည်ရွယ်တယ်လို့ဆိုပြီးတခြားတစ်ဖက်မှာလည်း NAM CDM တွေကိုအရေးယူမယ်လို့ပြဋ္ဌာန်းထားပါတယ်။ စီရီယမ်တွေကိုဂုံပြူမယ်ဆိုတဲ့အပေါ်ထောက်ခံကြပေမဲ့နမ်စီရီယမ်တွေကိုအရေးယူမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ကိုတော့ဝေဖန်ကြပါတယ်။စစ်ကောင်စီနဲ့ပူးပေါင်းပြီးပြည်သူတွေကိုအကြမ်းဖက်ရမှာပါဝင်သူတွေကိုကျူးလွန်တဲ့ပြစ်မှုအလိုက်အရေးယူရမှာဖြစ်ပေမဲ့စီရီယမ်မလုံသူတိုင်းကိုအရေးယူမယ်လို့တိန့်ကြုံပြဋ္ဌာန်းလိုက်တဲ့အပေါ်ကန့်ကွက်ကြတာပါ။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်ကတော့ CDM ဖလှရှားမှုဟာဥပဒေအာဏာသုံးဖန်တီးယူလို့မရဘူးလို့ထုတ်ပြန်ထားပါတယ် CRPH ရဲ့နမ်စီရီယာပေါ်သဘောထားဟာစစ်ကောင်စီကစီရီယန်တွေအပေါ်ထားတဲ့သဘောထားလိုပဲလို့ဆိုထားပါဗျ။ဒါအပြင်ကိုအင်အားစုကိုစုစည်းဂျားလူကို စီယုံရန်သူကိုကိုဘတ်တော်သားဖြစ်လာအောင် စီယုံရမယ်ဆိုတဲ့နိုင်ငံရေးဗျူဟာကိုလည်းစန့်ကျင်နေတယ်လို့ဝေဖန်ထားပါဗျ။ဥပဒေမပြထန်းခင်ကမင်းနမ်စီရီယန်တွေအပေါ်ခွဲခြားဆက်ဆံတာတွေအရေးယူအပြစ်ပေးတာတွေရှိနေချိန်အခုလိုဥပဒေပြဋ္ဌာန်းလိုက်တာကြောင့်နမ်စီရီယန်တွေအပေါ်အရေးယူအပြစ်ပေးတာတွေ ခွဲခြားဆက်ဆံတာတွေနမ်စီရီယန်တွေပူပေါင်းဖို့တွန့်ဆုတ်သွားတာတွေအပါအဝင် နောက်ဆက်တွဲဆိုးကျိုးတွေပိုဆိုးလာနိုင်တယ်လို့လည်းဝေဖန်ထောက်ပြမှုတွေများစွာရှိနေပါတယ်။စီရီယန်ဝန်ထမ်းတွေကတော့ထောက်ပံ့ကူညီတာတွေမလုပ်နိုင်ဒုံကြုံကြီးအာမခံချက်တွေမပေးနိုင်တဲ့ကာလမျိုးမှာနမ်စီရီယန်တွေကိုအရေးယူမယ်လို့ဥပဒေပြဋ္ဌာန်းတာဟာမသင့်တော်ဘူးလို့ဝေဖန်မှုတွေရှိနေပါတယ်။ CRPH နဲ့ NUG ဖက်ကတော့ဒီဥပဒေဟာ၄နှစ်လောက်အချိန်ယူပြင်ဆင်ရေးဆွဲခဲ့တာဖြစ်ပြီး CDM တွေကိုဂုံပြုချင်းညင်ကုစားဖို့ပဲဖြစ်တယ်လို့ဆိုသလို NAM CDM တွေကိုလက်စားချေအေးအေးယူဖို့မဟုတ်ဘူးလို့တုံ့ပြန်ထားကြပါဗျ။တရုတ်ရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေများစွာရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ရခိုင်တပ်တော် AA တို့ကြားဂျွန်လာဆန်းကနေတိုက်ပွဲတွေပြင်းထန်နေပါတယ် ကျောက်ဖြူမြို့အမှတ်32ရဲတပ်ရင်းဝင်းကျင်နဲ့ရခိုင်မှာအကြီးဆုံးဖြစ်တဲ့ဒညဝတီရေတပ်စခန်းဌာနချုပ်အနီးတွေမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ကျောက်ဖြူမြို့အတွက်ခံတပ်သဖွဲ့ဖြစ်တဲ့အမှတ်32ရဲတပ်ရင်းရဲ့နောက်ဆုံးကာကင်းဖြစ်တဲ့ပြိုင်းစစ်ကီယွာစခန်းကိုတော့အေအေကအခုရက်ပိုင်းအတွင်းသိမ်းယူထားတယ်လို့ဒေတာတွင်းသတင်းတွေအရသိရပါဗျ။မြို့ပေါ်မှာတရင်နှစ်ခုရှိပေမဲ့အင်အားနည်းတာကြောင့်အမှတ်32ရဲတပ်ရင်းကျသွားရင် ကြောက်ဖြူမြို့ကိုအေအေကထိမ့်ထုတ်သွားနိုင်ခြင်းရှိတယ်လို့လည်းဆိုပါရယ်။ကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီတပ်ကဒုတက်ရင်မှုဗမှုဝင်းတန့်စနိုက်ပါနဲ့ပစ်ခတ်ခံရတာကြောင့်တေဆုံပြီးဒုပုံမှုကြီးကြော်လင်းကြိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေလည်းအဖမ်းခံရတယ်လို့အေအေနဲ့လာရောက်ပူးပေါင်းတာတွေလည်းရှိနေတယ်လို့ဒေတာတွင်သတင်းတွေမှာဖော်ပြချက်တွေရသိရပါရယ်။အေအေရဲ့မဟာမိတ်တွေဖြစ်တဲ့ကိုကန့်တက်နဲ့ဒန်းတက်တွေဟာ တရုတ်အစိုးရရဲ့ဖိအားပေးမှုတွေကြောင့်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုရပ်ဆိုင်းခဲ့ရပါတယ်။ကိုကန်တက်ဆိုရင်လာရှိုမြို့ကိုစစ်ကောင်စီထံပြန်ပေးခဲ့ရတယ်လို့တန်းတက်ကိုလည်းတင်ထားတဲ့မြို့တွေကိုပြန်စွန့်ဖို့တရုတ်ကဖိအားပေးနေပါတယ်။ဤတွင်မှာခောက်ရှည်တစ်ချက်သားကိုကျပ်သိန်း80ဝန်းကျင်အထိစံချိန်တင်ဈေးမြင့်တက်နေပါတယ်။ဂျွန်လ20ရက်မှာရွှေတစ်ချက်သားကျပ်သိန်း80ဝန်းကျင်ဖြစ်လာတာဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ခံရန်ကုန်ရွှေလုံငန်းရှင်အသင်းရဲ့ရင်းညွန်းဆေးမှာတော့ပြင်ပပေါက်ဈေးနဲ့ကြက်သိန်း20ကျော်ကွာဟနေပြီးတကြက်သားကိုကြက်59သိန်းပဲရှိခဲ့တာဖြစ်ပါတယ်။အာနာသိန်းပြီး၄နှစ်ကျော်အကြာမှာရွှေတကြက်သားကြက်68သိန်းဝန်းကျင်အထိဈေးတက်သွားတာဖြစ်ပါတယ်။ပြည်တွင်းမှာငွေကြေးဖောက်ပွားမှုမြင့်တက်လာတာကမ္ဘာရွှေဈေးမြင့်တက်လာတာတွေကြောင့်ရွှေဈေးတွေလည်းလိုက်ပါမြင့်တက်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာအမေရိကန်ဒေါ်လာကိုလည်းကြက်4500ကျော်ဈေးပေါင်နေပါတယ်။ ရွှေစည်းတွေတက်နေတာကြောင့်စစ်ကောင်စီကဂျွန်လဒုတိယပတ်မှာရန်ကုန်နဲ့မန္တလေးကရွှေလုပ်ငန်းရှင်၁၀ကျော်ကိုဖမ်းဆီးခဲ့တာတွေကြောင့်ရွှေလုပ်ငန်းရှင်တွေတတိထားနေရတယ်လို့ဆိုပါတယ်။ဒါအပြင်အွန်လိုင်းကနေအယောင်းဝယ်လုပ်တာကြောင့်ဒေါ်လာအပါဝင်နိုင်ငံခြားငွေဈေးတွေကမောက်ကမဖြစ်တယ်လို့လည်းစစ်ကောင်စီဗဟိုဘဏ်ကအပြစ်ဖို့လာပြီးအရေးယူမယ်လို့လည်းဂျွန်လ၁၂ရက်ကတတိပေးချက်ထုတ်ထားပါတယ်။ ဒေါ်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးခံရသူတွေကိုပြန်လွှတ်ပေးဖို့ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာအမေရိကန် UK အပါအဝင်မြန်မာနိုင်ငံအခြေစိုက်နိုင်ငံတွေကတန်ယုံတချို့ကတောင်းဆိုကြပါဗျ။ဂျွန်လ19ရက်မှာကြာရောက်တဲ့မွေးနေ့ဟာဒေါ်ဆန်းစုကြည်အကျဉ်းထောင်ထဲကနေဖျက်တမ်းရတဲ့၅ကြိမ်မြောက်မွေးနေ့လည်းဖြစ်ပါတယ်။သူ့ဘဝနဲ့လှုပ်ဆောင်ချက်တွေဟာမြန်မာပြည်သူတွေအတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလိုလားတောင်းတမှုတွေကိုထင်ရှားတယ်လို့အမေရိကန်တန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါဗျ။ မွေးနေ့အထိမ်းအမှတ်ဖြစ်ပန်းတပိတ်နဲ့အင်ဂျီအပြာဝစ်စင်လှုပ်ရှားမှုတွေလုပ်ကြပါတယ်။တိုင်းရင်သားဒေသတွေတော်လိုင်းရေးထိမ့်ချုပ်ဒေသတွေနဲ့ပြည်ပတွေမှာပါလူမှုလှုပ်ရှားမှုတွေလုပ်တာမွေးနေ့ကိတ်ခွဲတာမွေးနေ့စူတောင်းတာတွေလုပ်ခဲ့ကြပါတယ်။ခန်းစီအေးအေးယူဖို့ချိန်ချောက်မှုတွေကြားကနေစစ်ကောင်စီထိမ့်ချုပ်ထားတဲ့နေရာတွေမှာလည်းလှုပ်ရှားမှုတွေရှိခဲ့ပါတယ်။ဒါအပြင်မွေးနေ့စူတောင်းရုပ်တံ၈000နဲ့ဂင်းနစ်စံချိန်တင်ရေးတိုးပန်းချက်ဟာလည်းပြည့်မြောက်ကျော်လွန်ခဲ့ပါတယ်။ စူးဖောင်ဒေးရှင်းကလည်းဒေါအောင်ဆန်းစုကြည်ဟာငလင်ကြောက်ဘဲဘက်လက်ဒင်ရရခဲ့ပြီးအသက်အရွယ်အရထိခိုက်ဒင်ရရတဲ့အခြေအနေတွေအရအသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက်ချက်ချင်းပြန်လှုပ်ပေးဖို့တောင်းဆိုထားပါတယ်။မွေးနေ့မတိုင်ခင်မှာပဲဒေါအောင်ဆန်းစုကြည်အကျဉ်းထောင်တွင်ဖြတ်တန်းနေရတဲ့အခြေအနေတရားရင်ဆိုင်နေရတဲ့ရုပ်တံမှတ်တမ်းတွေကို The Guardian သတင်းဌာနကဖော်ပြခဲ့ပါတယ်။ တဦးတဲ့ချုံနောင်ခံရပြီးပြင်ပကဘာနဲ့အဆက်ဖြတ်ခံထားရတဲ့အကြောင်းစေဝါကုသမှုလလုံလလောက်မရတဲ့အကြောင်းကျမ်းမာရေးစိုးရင်ရတဲ့အကြောင်းတွေကိုဖော်ပြထားတာတွေ့ရပါတယ်။မြန်မာစစ်အုပ်စုကိုစစ်လီရင်တွေနဲ့ဆက်ဆက်စစ်လက်နက်ပစ္စည်းတွေရောင်းချထောက်ပံ့နေတဲ့တရုတ်စစ်လက်နက်ကုမ္ပဏီမှရင်းနှီးမြှုပ်နှံထားတာတွေကိုပြင်သစ်လေကြောင်းကုမ္ပဏီ Avas ကပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ FS ကုမ္ပဏီဟာ AV China တရုတ်စစ်လက်နက်ကုမ္ပဏီမှာရှယ်ယာ9.300ခန့်လုံးအမေရိကန်ဒေါ်လာအနေနဲ့ဆိုရင်တန်း140ထည့်ဝင်ထားတာကိုပြီးခဲ့တဲ့ April လမှာရုပ်သိမ်းခဲ့တာပါကမ္ဘာလုံးဆိုင်ရာလှုပ်ရှားတောင်းဆိုမှုတွေကြောင့်အခုလိုရုပ်သိမ်းသွားတာလို့ Justice for Myanmar ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်တရုတ်စစ်လက်နက်ကုမ္ပဏီကနေထုတ်လုပ်တဲ့ KH-60A နဲ့အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဝိုင်းတွဲဗတ်စုံ3လေယာဉ်တွေကို မြန်မာစစ်အုပ်စုကဝယ်ယူထားပြီးနိုင်ငံတော်အရတားပြည်သူတွေကိုတိုက်ခိုက်ရမှာအသုံးပြုနေတာလို့ဆိုပါတယ်။ Everest ထွက်ခွာမှုဟာမြန်မာစစ်အုပ်စုကိုတိုက်ရိုက်တွယ်ဝိုက်နီးလန်းတွေနဲ့ထောက်ပံ့နေတဲ့ကုမ္ပဏီတွေအတွက်သတိပေးတက်လက်မှုတစ်ရပ်ဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။ဒါပေမဲ့ Everest အနေနဲ့ယင်းနှိမ့်ညွန့်နှံမှုတွေရုတ်သိမ်းလိုက်ရုံနဲ့တာဝန်ဝတ္တရားတွေပြီးမြောက်သွားတာမဟုတ်ပဲတရုတ်ကုမ္ပဏီကနေမြန်မာစစ်အုပ်စုကိုစစ်လက်နက်ထောက်ပံ့တာတွေမလုပ်နိုင်အောင်ဖိအားပေးဖို့လိုတယ်လို့လည်းဆိုပါတယ် ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါကျမ်းမှချမ်းသာကြပါစေ။ကပေးမျိုးမျိုးကနေလည်းအញ្ញံဆုံးလွတ်မြောက်ပါစေလို့ဒွေဝဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်။နောက်တစ်ပတ်မှလည်းမြမတဲ့ရင်ရေးရအစီအစဉ်ကိုဆက်လက်စောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါဦးရှင်။